ကွယ်လက်နက်ပစ္စည်းကြောင့်ဒဏ်ရာရသူကိုအရင်ဆုံးအသက်ရှုမရှုစစ်ဆေးပါဒဏ်ရာကိုတန့်စင်တဲ့ရေနဲ့ဆေးပြီးပတ်တီဓာတ်မမဟုတ်အဝတ်စနဲ့ဖိသိမ့်စည်းနှောင်ပါလူနာကိုပက်လက်လန်းထားပြီးဒဏ်ရာရတဲ့လက်ခြေတော့ကိုနှလုံးထက်မြင့်တဲ့နေရာမှာမြှောက်ထားပါဥကောင်းမှဒဏ်ရာရထားရင်ငိမ့်အောင်ထားပေးပါတရပဲစီဒီနေ့နိုဝင်ဘာလ16ရက်အင်္ဂါနေ့ကနေရီတိုင်းသတင်းဌာနရဲ့ ညနေခင်းရုံတက်တဲ့အစီအစဉ်မှာရင်ရှားပါတဲ့အတွက်ငါးနှစ်အောက်ကလေးငယ်တွေဝမ်းပြက်ဝမ်းလျှော့အဖြစ်များနေကြတဲ့အချိန်နေလိုက်ကုန်မြို့မှာရွေးကောက်ပွဲစီရုပ်ရေးကြဲကြဲပြပြလှုပ်ဆောင်လာနေတဲ့တဲ့ရှစ်တန်းရဲဘော်တွေအတွက်ပြုလုပ်နေတဲ့ကူကာကဲကမ်ပိန်းရဲ့ရက်နှစ်အတွင်းမြို့မှန်းပမနာရဲ့ခုနှစ်ရာခိုင်နှုန်းဝန်းကျင်သာရရှိသေးတဲ့အကြောင်းနဲ့ဂရီနီပါဝင်မြန်မာနိုင်ငံတော်မှာတပတ်အတွင်းအခြေခါမဟုတ်မိုးရွာသွန်းနိုင်တဲ့အခြေအနေတွေကိုကြည့်ရှုနာဆင်ကြပါမယ်ရှင်။ ဒီဝဆုံမြို့နယ်နောက်ဖက်ချမ်းတနေရာမှာရေရှားပါတာကြောင့်ငါးနှစ်အောက်ကလေးငယ်တွေတလအတွင်းဝမ်းပြဲဝမ်းလျှောဖြစ်ွားတာအယောက်40ရှိတယ်လို့ကျမရေဝန်ထမ်းတွေစီကနေသိရပါဗျ။အဲ့ဒီအယောက်40စလုံးဟာငါးနှစ်အောက်ကလေးငယ်တွေသာဖြစ်ကြပြီးလူကြီးနဲ့လူငယ်တွေမှလည်းဖြစ်ွားနေကြတာပါ။ရေရှားပါတဲ့အတွက်ဝမ်းပြဲဝမ်းလျှောပြီးအရေးပြားရှားရမှုလည်းဖြစ်ွားနေကြတယ်လို့ဆိုပါတယ်။လက်ရှိမှာတော့ရေကိုဝယ်ယူသုံးဆွဲနေရတဲ့အတွက်နေ့စဉ်ခြွေတာသုံးဆွဲနေကြရတာဖြစ်ပါတယ်။ ရေရှားပါမှုရဲ့ဖြစ်လာတဲ့အကျိုးဆက်တွေကြောင့်နှိစေလူနာတွေများလာပြီးဆေးဝါးမလုံလောက်တဲ့အပြင်နာတာရှည်ယောဂတွေဖြစ်တဲ့သွေးတိုးယောဂအတွက်လည်းဆေးလုံလောက်မှုမရှိဘူးလို့ကျန်းမာရေးဝန်ထမ်းတွေကပြောပါတယ်။စက်ကောင်ရှိချင်ပါမဲ့ရွေးကောက်ပွဲမှာပါဝီရှင်ပြိုင်ချမဲ့ပါတီအသီးသီးကနေရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးကိုကြဲကြဲပြက်ပြက်လှုပ်ဆောင်လာနိုင်ကြတယ်လို့ရိုက်ကောမြို့ခံတွေကပြောပါတယ်။ရက်ွက်ရုံးတွေမှာ ပါတီဝီတွေကနေဆန်စီတွေပေးပြီးစီယုံရေးဆင်းတာလမ်းစုံလမ်းခွက်တွေမှာဆိုင်းဘုတ်တွေထောင်းတာရွေးကောက်ပွဲလက်ကမ်းစောဆောဝေတာတွေရှိနေတာပါနိုဝင်ဘာလဒုတိယပတ်ကစလို့လွိုက်ကော်မြို့တွင်းမှာရွေးကောက်ခံကိုစလဲလောင်းတွေက ရုတ်ထွက်ပြပြီးမဲဆွယ်စီယုံရေးလောက်တာတွေလှုပ်ဆောင်နေပေမဲ့ပြည်သူလူထုတွေစိတ်ဝေစားမှုမရှိကြဘူးလို့မြို့ခတ်တူကသုံးသက်ပြောဆိုပါတယ်လွိုက်ကော်မြို့နယ်ရဲ့မဲဆန္ဒနဲ့အသီးသီးမှာတော့တနိုင်ကလုံးတိုက်တာနဲ့ ရွေးကောက်ပွဲဝင်မဲ့ကြခိုင်ရေးပါတီ USDP တိုင်းဒါစီလုံးညီညွတ်ရေးပါတီပြည်သူ့ရှစ်ဆောင်ပါတီ PPP နဲ့ပြည်내အချင်းဆိုင်ကရားပြည်내ပြည်သူ့ပါတီ KYSPP ကနေရှင်းပြိုင်သွားမှာဖြစ်ပါတယ်။စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့ကတော့ရွေးကောက်ပွဲမှာမဲထိုင်နိုင်ဖို့အတွက်ဒေသတွေတိုက်ပွဲတွေကြောင့်လိုင်ကွန်မြို့ကနေတိတ်လျှောက်သွားကြတဲ့စစ်ဘေးရှောင်တွေကိုနေရပြန်လာဖို့ပြောဆိုတာအထင်ကြီးကနေရာတွေမှာစီကားအောင်ပြင်ဆင်ထားတာ။ အမှုပညာရှင်တွေတင်းတာရှင်တွေနဲ့လိုက်ကောမြို့တွင်းမှာလာရောက်ဖျော်ဖြေခိုင်းတာလိုက်ကောတက္ကသိုလ်ပြန်လည်ဖွင့်လိုက်တာအဝေးပြေးရေလိုင်းတွေပုံမှန်ပြည့်စွဲတာတွေကိုဆောင်ရွက်နေတယ်လို့ဒေတာခန်တွေကပြောဆိုကြပါတယ်။ရှမ်းတောင်ချင်းဆိုင်တက်ရေ SSNDF KADF အမတ်တရတက်ရေကနေပြုလုပ်တဲ့ကုကာကဲခံပိန်းဟာရွက်ပေါင်း20အတွင်းမျော်မှန်းပမနာရဲ့900ခိုင်နှုန်းဝန်းကျင်သာရရှိသေးတယ်လို့ခံပိန်းတာဝန်ရှိသူတူကပြောပါတယ်။ လက်ရှိမြေပြင်မှာအချိန်ကာလကြာမြင့်လာတာနဲ့အမျှဤခွင်းမဲ့ပျက်စီးယိုယွေးလာတာတိုက်ပွဲမှာလက်နေကြီး drone လေယာဉ်အစတွေထိမှန်ပြီးပျက်စီးကုန်တာတွေကြောင့်ရှေ့တန်းထွက်ရဲဘော်တွေအတွက်မလုံလောက်တာတွေရင်ဆိုင်နေရပြီးအကာအကွယ်မဲ့တိုက်ပွဲဝင်နေရတယ်လို့ခံပိတ်တာဝန်ရှိသူကဆက်ပြောပါတယ်ကူကာကဲခံပိတ်ကို SSNDF KADF အမတ်တရားတည်တဲ့ရေကနေပြမဆုံးအကြိမ်ပြုလုပ်ခဲ့တဲ့ကမ်ပိန်းဖြစ်ပါတယ် ီးခဲ့တဲ့အောက်တိုဘာလ29ရက်နေ့မှာစတင်ပြုလုပ်ခဲ့ပြီးလာမယ့်ဒီဇင်ဘာလ9ရက်နေ့အထိကမ်ပိန်းကာလကိုသတ်မှတ်ထားတာပါကမ်ပိန်းကနေအီခွေမဲ့56စုံစာရရှိဖို့မျှော်မှန်းထားသလိုအီခွေမဲ့တစ်စုံကိုထိုင်းဘတ်1000မြန်မာချက်ငွေ24သိန်း8တောင်အထိကုန်ကြမှာဖြစ်ပါတယ်။ Greenie Bee ပါဝင်မြန်မာနိုင်ငံတော်မှာတပတ်တွေ့အခြေခါမဟုတ်မိုးရွာသွန်းနိုင်ပြီးလက်ရှိမှာလည်းမိုးစပါးရိပ်သိမ်းချိန်ဖြစ်တာကြောင့် အဖြစ်မို့အဖြစ်ကြုံတွေ့နိုင်ရတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ကအသိပေးထားပါတယ်။မနေ့ကနိုဝင်ဘာလ18ရက်နေ့ကနေလာမယ့်နိုဝင်ဘာလ23ရက်နေ့အထိမိုးရွာသွန်းနိုင်တယ်လို့ခန့်မှန်းထားတာပါ။တပတ်တွင်ဘင်္ဂလားပြည်လေအော်အခြေအနေမှာလည်းကပလီပြည်လေပြင်းနဲ့ဘင်္ဂလားပြည်လေအော်မှာတိတ်အတင့်တဲကနေတိတ်ထူထန်နိုင်တယ်လို့ကပလီပြည်လေပြင်းနဲ့ဘင်္ဂလားပြည်လေအော်မှာတောင်ပိုင်းတွေမှာလေဖြည့်အားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်လာနိုင်ပါတယ်။အဲဒီလေဖြည့်အားနည်းရပ်ဝန်းကြောင့် green leafy ပါဝင် နေပြီးတော့မန္တလေးတိုင်း၊စကိုင်းတိုင်း၊မကွေးတိုင်း၊ရန်ကုန်တိုင်း၊ပဲခူးတိုင်း၊အေရဝတီတိုင်း၊တနင်္သာရီတိုင်း၊ကချင်ပြည်နယ်၊ရှမ်းပြည်နယ်၊ချင်းပြည်နယ်၊ရခိုင်ပြည်နယ်၊ကရင်ပြည်နယ်နဲ့မိုးပြည်နယ်တွေမှာနေရာစစ်စိတ်မိုးထချိုးရွာနိုင်တယ်လို့ NUG ကအသိပေးထုတ်ပြန်ချက်မှာဖော်ပြထားတာပါ။ဂရင်းနီပြည်နယ်ထိစပ်နေတဲ့ထိုင်းနိုင်ငံမှာလည်းနိုဝင်ဘာလ18ရက်နေ့ကနေလာမယ့်နိုဝင်ဘာလ23ရက်နေ့အထိတစ်ပတ်အတွင်းအေးလိုက်ဖြတ်တာ ထိုင်းတောင်ပိုင်းနေရာဒေသတချို့မှာမိုးကြီးတာတောက်ကြရကြတာတွေပါဖြစ်လာနိုင်တယ်လို့ထိုင်းမိုးလေဝသသတင်းဌာနကအသိပေးထားပါတယ်ရှင်။ကနော်ရီထိုင်းသတင်းဌာနရဲ့ညနေခင်းရုပ်သက်သတင်းတွေကိုတင်ဆက်ပေးသွားတာပဲဖြစ်ပါတယ်။ကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်တွေအားလုံးနဲ့ Greeny ဗီဒူဗီတာအားလုံးအချက်အသေးပွားကနေအမြန်ဆုံးလွတ်မြောက်ကြပါစေရှင်။ကျွန်မမော်လင်းမြပါ။